ကဲဒီတစ်ခါမှာတော့အင်းလွမ်းပြေထမင်းတုပ်လေးကိုကြောက်ပြုံလေးဟင်းဂျိုလေးနဲ့တွဲပေးထားပါတယ်။အရင်ဆုံးကြောက်ပြုံလေးလေးတွေကိုအခွန်နှွာပြီးတော့အတုံးလေးတွေတုံထားမယ်။ပြပြကြော်ဖို့လည်းအတုံးနေတော်လေးတွေတုံထား။အင်းတော့စားနဲ့စွန်းနှင်းထည့်ပြီးတော့အရသာနေထားမယ်။ အားလုံးတွေကိုလည်းပြုတ်ထားအရင်ဆုံးပဲပြကြော်ကိုအိုးပူလိုက်စီထည့်ပြီးတော့အရတာနှက်ထားတဲ့ပဲပြတွေထည့်ပြီးကြော်နှစ်ဖက်လုံးကျွတ်သွားပြီဆိုရင်တော့ခဏဖေးတာမြေပဲစီလေးတွေလည်းထည့်ကြော်မယ်ပြီးရင်တော့စီချက်ချက်ပို့စီလေးများများထည့်ပမာလေးတွေလီးထားတဲ့ကျွတ်တုံမျိုးလေးထည့်ပြီးကြော်မယ် ကျစ်သူမျိုးလေးရဲ့ကြွက်ခန်းလေးမှာငရုတ်သီးအစိမ့်မုတ်ကိုပါထည့်စီနီစီချက်လေးလည်းရပါပြီအာလူပြုတ်တာလည်းရပြီဆိုရင်တော့အေးခံတာကျစ်သူမျိုးတွေရောတပြားရက်ပြီးတော့အခွန်ချွတ်မရုတ်ကောင်းတွေကိုလည်းမညက်တညက်ထောင်းပြီးတော့ကျစ်သူမျိုးလေးပါတခါလေးထည့်ထောင်းအရသာလေးပိုကောင်းတော့အောင်ပဇွန်ကြောက်လေးပါထည့်ထောင်းမယ်အလုံးရောထောင်းပြီးွားရင်တော့ဟင်းချိုချက်ဖို့အဆင်ပြေဖြစ်ပြီး အရင်ဆုံးယေရှုလာအောင်တည်လိုက်တယ်ယေရှုလာပြီဆိုရင်တော့ခုနကထောင်းထားတဲ့အရောကိုတခါတည်းထည့်လိဒါတဲ့ကြောက်ပြုံသည့်အတုံးလေးတွေပါထည့်အရသာအတွက်စားထည့်မယ်အဖုံးအုပ်ပြီးကြောက်ပြုံသည့်တွေနိုးတဲ့အထိတည်ထားပေးလိုက်ကြောက်ပြုံသေးလေးတွေနိုးပြီးတော့အရသာအနေတော်ပဲဆိုရင်ရပါပြီအတုံးတဲထဲတော့ပိုကြက်သွန်အနေကိုလည်းပပလေးတွေလှီး အေးခံထားတဲ့ပဲပြားလေးတွေနဲ့အတုံးလေးတွေညှက်နနမင်းလေးတွေလည်းညှက်မယ်အေးခံထားတဲ့အာလူးတွေလည်းအခွန်နွားအားလုံးအစင်းသေးဖြစ်ပြီဆိုရင်တော့စားတုပ်ပါမယ်တမင်းတဲ့အာလူးတွေကိုလည်းခြေပြီးတော့ထည့်ကျက်သွန်းပဲပြားနနပင်ကျက်သွန်းညီကျော်အိမ်လော်ပဲမုံလေးလည်းထည့်စီနီကျက်သွန်းဖြူစီချက်လည်းထည့်မယ် အချင်းတွဲ ready made မကြီးအနှစ်ပူလေးသုံးတာပါတယ်။မပြိုင်လေးနဲ့နဲ့ထည့်ပြီးတော့အားလုံးရောနေ။ဒီနေရာမှာဗစွန်ကြောင့်မှုတ်ရှိတယ်ဆိုရင်လည်းတခါတည်းရောနေလို့ရပါတယ်။စီတီးကတော့အဆင်သင့်မရှိတဲ့အတွက်မထည့်ခဲ့ပါဘူး။ပြီးရင်တော့အဟင်းပွဲပြင်မယ်။တွဲစားဖို့တခွားသီးနနံပင်နဲ့ငရုတ်သီးစိမ့်လေးတွေကိုဘေးမှာပုံ။မြေပဲကြော်နေဗစွန်ကြောင့်လေးရဲ့အပေါ်ကပြူ။ကြက်ဥလေးအုပ်လိုက်ရင်တော့အဆင်သင့်ဖြစ်ပါပြီ။ငငယ်ကအိမ်မှာအဖေချက်တဲ့ဟင်းမကြိုက်ရင်ခုလိုမျိုးလေးအမြဲတုပ်စားဖြစ်ပါတယ်။အနံလေးကိုမှုတ်ရင်းနေရပဲချစ်တငယ်ချင်းတို့စားပါဦး။လိုက်ဖက်သွားအောင်လို့ကြောက်ပြုံသည်ဟင်းညိုလေးကလည်းအယမ်း။သမီးတို့ကတော့ထုံးစံတိုင်းထ ဲ့ရတာတော့အမေများပါတယ်။အရန်စားကောင်းလို့ချစ်တငယ်ချင်းတို့လည်းလိုက်လို့စားကြည့်လိုက်တော့နော်။ကဲခုတော့စားပြီးဆိုတော့ထုံးစံတိုင်းစေကျော်ဂျီတုတ်ဝင်းနဲ့အုပ်